မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မှာနေကြားဆောင်ရဲတပ်ဖွဲ့၄နဲ့၉ကစုခွာလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကလေးငယ်များနဲ့ရဲမိန်မများလိုက်ပါလာတဲ့ဆက်လီနှစ်စီးပင်လယ်ထဲမှာတိမ်းမောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဆက်လက်တိမ်းပေါက်မှုကြောင့်ကလေးငယ်နှစ်ဦးနဲ့ရဲမေနှစ်ဦးဟာပင်လယ်ထဲမှာပျောက်ဆုံးနေကြောင်းရုတ်တံဖိုင်မှာပါတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ပြောဆိုချက်အရာသိရပါတယ်။နေကြားဆောင်ရဲတပ်ဖွဲ့၄နဲ့၉ကဆုတ်ခွာလာတဲ့စစ်ကြောင်းဟာမောရဝရီဗျူဟာကချိတ်ဆက်မှုကြောင့်ဆက်လက်နှစ်စီးနဲ့အဲ့ဒီဗျူဟာကိုတွားရောက်တဲ့အချိန်ကန်းကက်ခါနီးမှာမောရဝရီဗျူဟာကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတနက်နဲ့လိုက်လံပစ်ခတ်တဲ့အတွက်ကန်းကက်ခွင့်မရရှိပဲပင်လယ်ထဲမှာမျောနေတဲ့အချိန်လိုင်းပြင်းထန်ပြီးတော့ဆက်လီတိမ်းပေါက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ရုတ်တံဖိုင်မှာပါတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ပြောဆိုချက်မှာ ဒါရိုက်ဗီဒီယိုရိုက်နေတာပါဗီဒီယိုရိုက်နေတာပါရခိုင်ပြည်နယ်မြောက်ပိုင်းနေကြားဆောင်၄နဲ့နေကြားဆောင်၉ရဲ့လက်ရှိကြံနေတဲ့တပ်ဖွဲ့ဝင်တွေနဲ့စုတ်ခွာတဲ့အချိန်မှာဗျာကန်းထိုးနေဆိုတော့ဆက်လီနဲ့ကယ်ပေးမယ်လို့ဗျူဟာကချိတ်ပေးလို့မောရဝတီဗျူဟာကိုချိတ်ပေးတဲ့အတွက်ဒီမှာတပ်ဖွဲ့ဝင်တွေအကုန်လုံးတတ်မှမှုရဲ့အမိန့်လဲရပြီတဲ့ကိုကဲမှုအမိန့်လဲရပြီဆိုတော့စုံမယ်ပေါ့ကျွန်တော်တို့ကဆက်လီတစည်းနဲ့ကန်းထိုးကိုအရင်သွားတယ်ဗျာဆက်လီတစည်းနဲ့ကန်းထိုးသင်းမောစီကိုအရင်သွားတယ် သူတို့ရောက်တော့ဆက်လေကိုပြန်လှုပ်ပြီးတော့နောက်ကျန်တဲ့တပ်ဖွဲ့ဝင်တွေမိန်းမတွေသားသမီးတွေကလေးတွေပါလက်ကျန်တပ်ဖွဲ့ဝင်တွေဒဏ်ရာရတဲ့သူတွေသွားပို့တဲ့အချိန်မှာနှစ်စည်းစလုံးကိုတနက်နဲ့ပြစ်လွတ်တယ်ဗျာကန်းထိုးပေါ်ကိုအကန့်မခံဘူးတဲ့အကန့်လည်းမခံဘူးတဲ့ဗျာအဲ့ဒါပြန်လှည့်လာတော့ကန်းချိန်မှာလှိုင်းထန်တာနဲ့ဆက်လေမှောက်တော့တာပါပဲရဲမိန်မနှစ်ယောက်လဲရှာလို့မရဘူးဗျာကလေးနှစ်ယောက်ရောပဲဟိုမှာလဲကလေးနှစ်ယောက်ကရေနစ်လို့မောနေပြီဗျာလို့ပြောဆိုခဲ့ပါတယ် တမမှုနဲ့ကိုကဲရဲမှုအမိန်ကြောင့်မောရဝတီဗျူဟာကိုနေသားဆောင်တပ်ဖွဲ့၄နဲ့၉ကကြမ်းရှိတဲ့တပ်ဖွဲ့ဝင်များနဲ့မိသားစုဝင်များဆက်လီနှက်စီနဲ့တွားရောက်ခဲ့တော်လဲစစ်ကောင်စီစစ်သင်းဘောကကန့်ကတ်ခွင့်မပြုခဲ့တဲ့အတွက်အခုလိုမျိုးဆက်လီနှက်စီဟာပင်လယ်ထဲမှာနင်းမြုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကခေါင်းဆောင်များဟာလူအသိစိတ်ဓာတ်ပျောက်ဆုံးသွားပြီလို့အရခတ်တပ်တော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်တုခါကဆက်လီတိမ်းမောက်တဲ့ဗီဒီယိုနဲ့တကွထုတ်ပြန်ပြောဆိုထားပါတယ်တပ်ပြတ်နေတဲ့အကြက်ဖက်စစ်ကောင်စီတပ်များရဲ့ သူတို့အချင်းချင်းကြားမှာလူသားချင်းစာနာစိတ်ကင်းမဲ့မှုစစ်ခေါင်းဆောင်တပ်မှုကြီးများရဲ့ခေါင်းဆောင်မပီတာမှုကိုလူယုံထွက်ပြေးမှုနဲ့လူအသိစိတ်တဲ့ပျောက်ဆုံးမှုတွေကိုရှင်းရှင်းလင်းလင်းဖော်ပြနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင်ရိုက်တဲ့ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်လို့ ဒီကနေ့မှာဥခိုင်ဒုခကထုတ်ပြန်ပြောဆိုထားပါရယ်အရခတက်တော် AA နဲ့စစ်ကောင်စီတက်တော်ဟာမောင်တော်မြို့နယ်မှာတိုက်ပွဲများပြင်းထန်လျက်ရှိပြီးတော့နေသားဆောင်တပ်ဖွဲ့၉ကို AA ကသိမ်းပိုက်ထားကနေသားဆောင်တပ်ဖွဲ့၄နဲ့အခြားသောတပ်စခန်းများကိုသိမ်းပိုက်နိုင်ရန်အတွက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ကဇွန်လ9ရက်နေ့မှာထုတ်ပြန်ထားပါရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့လက်နက်ချအငြင်းခံပါကအသက်အန္တရာယ်ကင်းဝေးမယ်လို့ AA ကသတိပေးပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာကဲ ရွာဒီမီရှူတာစစ်တပ်မဟုတ်ဘူးစစ်တပ်ကရွာဒီမီမရှူဘူးကလေးတွေကိုမတက်ဘူးအဲပပပူချူချီမင်းအောင်လိုက်မနဲ့ပပပူချူချီပပပူချူချီမနဲ့အဲကဲမပီလာမပီလာဟမ်အချင်းချင်းနေစောကုန်ပြီနောက်ထပ်တင်ဆက်ပေးရမယ်သတင်းကတော့ရှမ်းပြည်နယ်အရှိပိုင်းကျိုင်းတုံမြို့မှာမနေ့ကညနေပိုင်းအချိန်က KTV ကနေဆိုင်ကယ်စီးပြီးပြန်လာတဲ့ရဲတွေကိုကားပေါ်ကလူတစုကဝိုင်းဝန်းထိုးကြိတ်က ဒါနဲ့ထိုးခဲ့တဲ့အတွားပြင်းထန်တဲ့အရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ9ရက်နေ့ည7:00နာရီကျော်မှာရွှေနဂါဆိုင်ဘက်ကနေရန်ခမ်းစေဝင်းနဲ့အင်ယာဘက်ကဆိုင်ကယ်စီးလာတဲ့3ဦးကိုကားနှက်စီးပေါ်ကလူအုပ်စုကဆင်းလာပြီးတော့ဝိုင်းဝန်းထိုးကြိတ်ကြရမှာရဲတအူးဓာတ်နဲ့ထိုးခံရတယ်လို့ကျန်တဲ့2ဦးဟာလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဓာတ်နဲ့ထိုးခံရတဲ့ရဲကတော့ဒဏ်ရာပြင်းထန်လို့ကျိုင်းတုံဆေးရုံကြီးမှာညာတွင်ချင်းစေကူတမှုခံယူနေပြီးတော့ကျန်တဲ့2ဦးကတော့ဖူးရောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် ညကကားတန်နေစူညံနေတာပဲသူတို့ KDV ကနေပြန်လာတယ်လို့ကြားတယ်။ဘာပြဿနာဖြစ်ခဲ့လဲတော့မသိဘူး။လုတ်တဲ့သူတွေကတော့မိတာမကြားမိသေးဘူး။ကျိုင်းတုံလည်းတဖြည်းဖြည်းကျန်းလာပြီလို့ဒေသခံတို့ကပြောပြထားပါရယ်။ကျိုင်းတုံမှာမကြသေးမီအတွင်းကရွှေဆိုင်ဓမြတိုင်မှုမြို့ပတ်လမ်းမှာဓာတ်နဲ့ထိုးပြီးတော့ဆိုင်ကယ်လူရမှုလမ်းလျှောက်နေတဲ့သူစီကနေပြီးတော့ပတ်စံအိတ်လူရမှုနောင်ခမ်းကံဘေးမှာရပ်ထားတဲ့ကားခိုးခံရတာဖုန်းလူခံရတာတွေရပ်ထားပြီးတော့ခက်စိတ်စိတ်ဖြစ်ပေါ်လာတာကိုတွေ့ရတယ်လို့ပြောဆိုခဲ့ပါရယ်။ ကျိုင်းတုံမြို့မှာစစ်ကောင်စီတိုင်းမှုထိုင်တဲ့ပြည်ကံဒေတာစစ်တန်းရှိတယ်လို့စစ်တပ်လက်အောက်ခံပြည်သူစစ်အဖွဲ့များစွာရှိနေတဲ့ရှမ်းအရှိမြို့တော်ဖြစ်ပေမဲ့ရာဇဝဲမှုတွေတဖြည်းဖြည်းဖြစ်ပွားလာတာများပြားနေပြီးကျူးလွန်သူတွေဟာလည်းအတင့်ရဲလာတာကြောင့်လုံခြုံမှုမရှိဘူးဖြစ်လာလုံခြုံမှုမရှိဖြစ်လာနေရတယ်လို့လုံခြုံမှုမရှိတော့ဘူးလို့ဒေတာကန်တွေကလုံခြုံမှုမရှိတော့ဘူးလို့ဒေတာကန်တွေကဝေဖန်ပြောဆိုလာကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ အခုလိုမျိုး update ဖြစ်နေတဲ့သတင်းများကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel က warning ထိထားတဲ့အတွက်နေ့စဉ်သတင်းများကိုကျွန်တော်ရဲ့ channel အသစ်ဖြစ်တဲ့ Revolut Burma News Channel မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်ခင်ဗျာမြေပြင်ရဲဘော်တွေနဲ့စစ်ပေးဆောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့အလွန်ငွေထည့်စရာမလိုပဲ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့ကူညီပေးကြဖို့ကိုမြတ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတင်ဆက်ပေးရမယ်တင်းကတော့ဘကိုးတိုင်းကဝမြို့နယ်ညောင်ပင်သာကျေးရွာမှာလူငယ်အမျိုးသားများထွက်ပြေးတိမ်းရှောင်ကုန်တဲ့အတွက်စစ်တပ်ကလိုချင်တဲ့ တပ်သားတဲ့စူဆောင်းလို့မရနိုင်တဲ့အတွက်ကြေးရွာအုပ်ချုပ်ရေးမှုဥကြော်စိုးပါထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်ဂျီတထောင်နီးပါးရှိတယ်။ညောင်မင်သာကြေးရွာမှာစစ်တပ်ကအေပီလာကစတင်ပြီးတော့တပ်သားတဲ့စူဆောင်းရန်အတွက်ဖမ်းဆီးမှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။လူငယ်အမျိုးသား9ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီးတဲ့နောက်မှာအမျိုးသားမှန်သမျှအကုန်လုံးထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့သိရပါတယ်။တပ်ကြီးပိုင်းအမျိုးသားတွေသာကြေးရွာအတွင်းမှာကြံခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်စစ်တပ်ကကြေးရွာအုပ်ချုပ်ရေးမှုကိုတပ်သားတဲ့များကို ဘေးပတ်ဝန်းကျင်ကျေးရွာတွေကမဖြစ်မနေစုဆောင်ပေးရန်နဲ့ငွေကြေးကောက်ခံပေးရန်ဖိအားပေးခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်စိုးဟာလည်းစစ်တပ်ရဲ့ဖိအားပေးချိန်ချောက်မှုကိုမခံနိုင်တော့တဲ့အတွက်ထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါတယ်။စစ်တပ်ကပေါ်တာဆွဲတော့ရွာထဲမှာလူငယ်ယောက်ျားလေးကိုမရှိတော့ဘူး။တပ်ကလည်းတွေ့သမျှလူငယ်အကုန်လုံးကိုဖမ်းတာ။အဲ့ဒါလူငယ်9ယောက်လောက်ပါသွားပြီ။ဘဲကိုပါသွားလဲဘဲကိုခေါ်သွားလဲဆိုတာလဲဘာမှမသိရဘူးတပ်သားတွေထတ်စုပေးဖို့အတွက်အင်ဂျီတထောင်နီးပါးရှိတဲ့ရွာမှာ တအိမ်တော်ကို2000ခွဲငွေပေးဖို့အတွက်စစ်တပ်က အုပ်ချုပ်ရေးမှုကိုခိုင်းတယ်။ကြာတော့အုပ်ချုပ်ရေးမှုလဲမရတာတွေကြီးပဲလုံခိုင်းနေတော့ထွက်ပြေးသွားတာပဲလို့ညောင်မင်းသားခြေရွာကပြည်သူတို့ကပြောဆိုထားပါတယ်။လက်ရှိမှာအုပ်ချုပ်ရေးမှုထွက်ပြေးသွားတဲ့အတွက်စစ်တပ်ကခြေရွာဖုံကြီးအကြောင်းကိုလာရောက်တပ်ဆွဲထားပြီးတော့ လူငယ်များမရှိပါကအသက်60နဲ့အထက်များကိုပါစစ်မှုထမ်းရန်ခေါ်ယူမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။အမျိုးသားမှန်သမျှဟာစစ်မှုထမ်းဖို့အတွက်တာဝန်ရှိတယ်လို့ပြောဆိုလာတယ်လို့သိရပါတယ်။ဒါကြောင့်တပ်ကြီးပိုင်းအမျိုးသားများပါထမ်းမှန်ပြီးတော့ထွက်ပြေးရမယ်အခြေအနေဖြစ်နေတယ်လို့သိရပါတယ်။အလားတူပဲမန္တလေးတိုင်းညောင်ဦးမြို့နယ်ဇီးအိုကျေးရွာမှာစစ်မှုထမ်းရန်မဲပေါက်ထားတဲ့မောင်ဖိုးကျော်ဆိုတဲ့လူငယ်ဟာစစ်မှုမထမ်းမဲနဲ့ထွက်ပြေးသွားတဲ့အတွက်စစ်တပ်က380ရော်ကြီးပေးရန်တောင်းခံလာတယ်လို့ကျေးရွာသားတွေကပြောဆိုနေကြပါတယ်။ စစ်မှုထမ်းအပတ်စဉ်နှစ်အတွက်မဲပေါက်ထားတဲ့သူလူငယ်မောင်ဖိုးကျော်ဟာစစ်မှုထမ်းရန်ဆင့်ခေါ်လာတဲ့အချိန်မှာထွက်ပြေးသွားတယ်လို့သိရပါတယ်။ဒါကြောင့်ဇီးကိုကြေးရွာအုပ်ချုပ်ရေးမှုဦးမောင်ညိုက380စစ်တပ်ကရော်ကြီးတောင်းလာတယ်လို့ပြောဆိုခဲ့ပါတယ်။ဒါကြောင့်ကြေးရွာမှာရှိတဲ့ပြည်သူများကစစ်တပ်ကတောင်းခံနေတယ်380ကိုရော်ကြီးပေးရန်တာဝန်ရှိတယ်ဆိုပြီးတော့အတင်းအကျပ်လိုက်လံတောင်းခံနေတယ်လို့သိရပါတယ်။ရွာမှာကအင်ဂျီ200ကျော်ရှိတယ်ဆိုပေမဲ့အများစုကမပြေလည်ကြဘူး။အဲ့ဒါကိုစစ်မှုထမ်းရမယ်။ မောင်ဖိုးကျော်ထွက်ပြေးလို့ဆိုပြီးတော့စစ်တပ်ကရော်ကြီးလိုက်တောင်းနေတယ်380ပေးရမယ်ဆိုပြီးတော့ဇီးကိုကြေးရွာအုပ်ချုပ်ရေးမှုဦးမောင်ညိုကပြည်သူတွေစီကနေပြီးတော့ငွေတွေလိုက်လံကောက်ခံနေပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့ရေနံနဲ့တဘာဝဓာတ်ငွေဖြန့်ဝေရေးရုံးကအကြမ်းဖက်ရဲတပ်သားတအုပ်ဟာလက်နက်နဲ့အတူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီအကြမ်းဖက်ရဲတပ်သားဟာဇွန်လ2ရက်နေ့မနက်9:00နာရီလောက်မှာ BA93 UZ ကြီပေါက်၄ခု G90 ပစ္စည်းတွေကိုယူလာပြီးတော့ ပခုတ်ကူမြို့နယ်ပကဖထမ်းမှာအလင်းဝင်ရောက်ခဲ့တယ်လို့ဆိုပါရယ်ပခုတ်ကူမြို့နယ်ပကဖစီကိုအလင်းဝင်ရောက်လာတဲ့ရဲတပ်သားကိုစုချင်းငွေချိမြင့်ပြီးတော့ဘေးကင်းရာကိုစီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာတာဝယ်မထမ်းဆောင်လို့တဲ့လူစီအနေနဲ့ဤဆက်ရပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကနေတဆင့်ပြည်သူ့ရင်ခွင်ကိုအ мян ဆုံးခိုလုံကြဖို့ပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ